thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးဖို့တိုက်တွန်းနေတဲ့နိုင်ငံတကာအနေနဲ့စစ်ကောင်စီရဲ့ပြည်သူ့ကိုတိုက်ခိုက်တပ်ဖြတ်နေတဲ့သဘောထားကိုစမ်းစစ်သုံးသပ်ကြဖို့ NUG အစိုးရတတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးဖို့တိုက်တွန်းနေတဲ့နိုင်ငံတကာအနေနဲ့စစ်ကောင်စီရဲ့ပြည်သူ့ကိုတိုက်ခိုက်တပ်ဖြတ်နေတဲ့သဘောထားကိုစမ်းစစ်သုံးသပ်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရရဲ့ယာယီသမ္မတဒူဝါလက်ရှိလာနေဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကတတိပေးပြောဆိုလိုက်ပါတယ်။ AB လ22ရ င်းနှီးပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့အစိုးရဖွဲ့အစည်းအဝေးစနစ်မြင်ဆောင်2025မှာအထက်ပါတိုင်း၎င်းတို့ကသတိပေးတိုက်တွန်းလိုက်တာပါလက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့နိုင်ငံခင်းချင်းမှာနိုင်ငံတကာမြင်ကလေးလှုပ်ခတ်မှုကိုအကြောင်းပြုပြီးပြည်ရင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ပေါက်လာဖို့တိုက်တွန်းနေကြောင်း NUG နေမြန်မာတိုင်းနိုင်ငံလုံးငြိမ်းချမ်းဖို့တည်ငြိမ်ဖို့ကိုအစဉ်တစိုက်လှူလာကြောင်းဒါကြောင့် NUG ကစိုင်းကလေးကြီးလှုပ်ခတ်ပြီးတဲ့နောက်မိမိကိုယ်ကိုခုခံကာကွယ်ခြင်းမှအပအပြစ်ခံရဲစဲဖို့ပထမဆုံးကြီးညာခဲ့ကြောင်းရှားဤသမရကဆိုပါတယ် ပြည်ရင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပြည်သူလူထုရဲ့အဓိကလူလားချက်တွေကိုလစ်လျူမရှုဘဲအားလုံးအာရုံစိုက်ရမှာဖြစ်ပြီးပြည်ရင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြတ်အောင်တွန်းအားပေးနေတဲ့နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့လည်းစကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ထားတဲ့သဘောထားကိုလေးနက်စွာဆန်းစစ်သုံးသပ်ကြဖို့တိုက်တွန်းလိုကြောင်းလကောက်ကဆက်လက်ပြောဆိုပါတယ်စကောင်စီအနေနဲ့လည်းမိမိကိုယ်ကိုပြန်လည်သုံးသပ်နိုင်ဖို့လူသားကမြန်မာနိုင်ငံမှာဘယ်လိုစိတ်အုပ်ချုပ်ရင်းနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာနှစ်ပေါင်း80ကျော်ကြာပြည်ရင်းစစ်ကတက်တည်ပဲဆိုတာနားလည်ဖို့လိုတယ်လို့ရ ာယီသမရဒူဝါလက်ရှိလာကဆိုပါတယ်အန်ယူဂျီဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကတော့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးပြည်သူများငလင်းတန်းခန်နီရတော်လဲစစ်တပ်ကပြည်သူများကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်စွာလှုပ်လာနေကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်အင်အားပြင်းကလေးဖြစ်ပေါ်ခဲ့မှုကြောင့်ကျွန်တော်တို့အနေနဲ့ငလင်းတန်းခန်ခဲ့ရတဲ့နေရာဒေသတွေမှာထိုးစစ်တင်ရွက်ဖို့ကြီးညာခဲ့ပေမယ့်တပ်ဖက်ကအကြမ်းဖက်ဆဲအုပ်စုကတော့ဒီရက်ပိုင်းတွေမှာပြည်သူတွေကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စွာလှုပ်လာတာကိုစိတ်ပြက်ပွဲတွေ့ရပါတယ်ရှမ်းသူကတော့ရှမ်းသူပြည်သားနာထက်ကိုပို့ပါ ါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုတွေကိုလင်းဟင်းခြင်းမရှိဘဲအကန့်အသတ်ဖြစ်လာတဲ့အချိန်ကိုတန်ဖိုးရှိစွာအသုံးချရင်စီမံကြဖို့လိုပါတယ်လို့ NUG ဝန်ကြီးချုပ်ကရှင်းလင်းပြောကြားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ရှမ်းကုန်းပြည်လမ်းပိုင်းရှိကျေးရွာများမှာလူငယ်များကိုစစ်မှုထမ်းဖြင့်ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်ရှင်းဦးတည်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်ရှမ်းကုန်းပြည်လမ်းပိုင်းရှိကျေးရွာများမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝန်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှရှင်းဦးတည်ဆောင်ခဲ့ကြောင်းတာယာဝတီခရိုင် PDF မှတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်။ AP လ22ရက်နေ့မနက်09:30ခန်းချိန်ရှမ်းကုန်းပြည်လမ်းပိုင်းရှိကျေးရွာများမှာလူငယ်များကိုပေါ်တာဆွဲဖမ်း စည်းဖို့လာတဲ့ဂျန်ဖတ်စစ်ကောင်စီတပ်သားတွေကအညာတန်းကြီးရွာအနီးရှိ53မြမထမင်းဆိုင်မှာထမင်းစားနေစဉ်တာယာဝရီခိုင်တရင်3800နဲ့တက်ခွဲနေရဲဘော်တွေကရှောင်းတကင်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။အဲဒီတိုက်ခိုက်မှုအတွင်းအဂျန်ဖတ်စစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးရနောက်နေ့လယ်2:55မိနစ်ခန့်မှာအဂျန်ဖတ်စစ်တပ်က MI35 ရဟန်းရင်နဲ့ရှုံးမအဆက်ရှိပြည်သူများနေထိုင်တဲ့ကျေးရွာတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။53ထမင်းဆိုင်အပြင်မှာစောင့်နေ ရဲ့ပြူစောတိနကောင်ကိုကျွန်တော်ပြစ်တာမြင်ရောထမင်းစားနေတဲ့စစ်ခွေးနဲ့ပြူခွေးတွေကဆိုင်ကယ်ပေါ်တက်ပြီးဖီယိုဖီရဲ့အတင်းမောင်းပြေးကြတယ်အပြင်မှာရထားတဲ့သူတွေဆိုင်ကယ်ပြင်ပြည်သူတွေရဲ့ဆိုင်ကယ်ပါကြုံရတက်မောင်းပြေးကြတာကျွန်တော်တို့လိုက်ပြတော့တချို့ပြူခွေးတွေကကိုင်းပြင်ကြီးတဲ့တံတားအောက်ကချောင်းနဲ့ကိုပါပြေးကြတာနှကောင်ကတံတားအောက်မှာတည်တဲ့ထန်ရရသွားတဲ့စစ်ခွေးနဲ့ပြူခွေးဆယ်ကောင်ကိုမင်းလာစင်ယုံပေါ်လာစင်ယုံမှာ၆ကောင်ထပ်တည်ရဲ့အဲ့ဒီနောက်ကျွန်တော်တို့နင်းမြေရှင်းလင်းလုပ်ပါတယ်တံတားမြောက်ဘက်ကစစ်ကူလာတဲ့စစ်ခွေးတွေကရှမ်းတန်းပြီးလက်နက်ကြီးတွေနဲ့ကျွန်တော်တို့ရှိတဲ့ထင်းတဲ့နေရာကိုပြစ် တဲ့တိုက်ပွဲဖြစ်ပြီးတော့မင်းလာတာဆုံနဲ့စစ်ကွင်းတာဆုံကိုပိတ်ပြီးရန်ကုန်ပြည်လန်းကကားသွားလာခွင့်မပြုတော့ဘူးလို့တာယာဝတီခရိုင် PDM မှာတာဝန်ရှိသူတောင်ကပြောပါရယ် တာယာဝတီခရိုင်တရင်3800နဲ့တက်ခွဲနေတဲ့တက်ခွဲ3ရဲဘော်တွေကနေမြေရှင်းလင်းတွေလှုပ်ဆောင်နေပြီးဆက်လက်ပြီးလည်းထိထွေးတိုက်ပွဲတွေဖြစ်ပွားလာနိုင်ကြောင်းဖြီသူများအနေနဲ့စစ်သားများအနီးတွာလာနေထိုင်ခြင်းလုံးဝလုံးဝမပြုလုပ်ကြဖို့စစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုတွေလုံလာနိုင်လို့အထူးတတိထားနေတိုင်းကြဖို့တာယာဝတီခရိုင် PTF ကအတိပေးပြောဆိုလိုက်ပါတယ်ဆက်လက်ပြီးမြန်မာမှာရုရှားနျူကလ িয়ার ဆက်ယုံတိဆောင်ရေးဆက်လုံးမဲ့အကြောင်းတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံပိုင်နျူကလ িয়ার အေဂျင်စီ Reston ကမြန်မာနိုင်ငံမှာနျူကလ িয়ার ထံအပင်းဆက်ယုံတိဆောင်မဲ့အစီအစဉ်ကိုဆက်လက်လှုပ်ဆောင်မယ်လို့ အတည်ပြုထုတ်ပြန်ကြောင်းရိုက်တာသတင်းမှဖော်ပြပါရယ်လျှက်စစ်တာမကဝဲ130ထုံးလုံးနိုင်တဲ့အသေးစားမော်ဒူလာဓာတ်ပေါင်းဖို့ SMR စက်ရုံကိုမကဝဲ950စီအရှိရဲ့ RIDM 200N တပ်ပေါင်းဖို့နှစ်ခုနဲ့တိစောက်မဲ့စီမံကိန်းကိုမြန်မာစစ်ကောင်စာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလကသဘောတူညီခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာဆယ်စုနှစ်များအတွင်းအပြည့်အစုံအတိအပြောင်းအများဆုံးဖြစ်ခဲ့တဲ့ INR Register စကိန်း9.9အဆင့်ရှိငလင်လောက်ခတ်မှုကြောင့်လူပေါင်း3900ကျော်တည်ဆုံခဲ့တယ်လို့အဆိုပါငလင်ဟာနျူကလ িয়ার ဆက်ရုံအစီအစဉ်ကိုမထိခိုက်ကြောင်းနိုင်ငံတကာမြေငလင်ပြီးကင်းစင်ရေးစံနှုန်းများကိုလိုက်နာသွားမယ်လို့ Reston Agency ကထပ်မံအတည်ပြုထား ားပါတယ်အဆိုပါနျူကလ িয়ার ဆက်ရုံတိစောက်မဲ့ဒီနေရာအတိကျနဲ့တိစောက်မဲ့အချိန်ကာလကိုမြန်မာနဲ့ရုရှားနှစ်ဖက်စလုံးကထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ဒါပေမဲ့အဲ့ဒီစီမံကိန်းကိုအနီးကပ်စောင့်ကြည့်နေတဲ့အိန္ဒိယချင်းထိုင်းနိုင်ငံမှာတာဝန်ရှိသူတွေကတော့ဆက်ရုံကိုနေပြီးတော့ဒါမှမဟုတ်ဘကိုးတိုင်းအလယ်ပိုင်းမြန်မာနဲ့ရုရှားတို့ပူးပေါင်းလှုပ်ဆောင်မဲ့စိတ်ကနေရှင်းနံချက်ဆက်ရုံစီမံကိန်းတွေရှိတဲ့နိုင်ငံတောင်ပိုင်းတဝယ်စည်းဝိုင်းစုံလုံးမှာတိစောက်နိုင်ပွဲရှိကြောင်းခန့်မှန်းကြပါရယ်။ရုရှားရဲ့အကူအညီနဲ့တိစောက်မဲ့နျူကလ িয়ার တာအပီစီမံကိန်းများအတွက်လိုအပ်တဲ့ ငွေရှာဖွေနိုင်မဲ့နီးလန်းတွေကိုလေးလာတောင်းတနေကြောင်းဆိုင်ယုံကိုမြန်မာနိုင်ငံပိုင်ပန္နာငွေဓမ္မမုတ်ချင်းငွေနှမျိုးစလုံးနဲ့တိစောက်နိုင်ကြောင်း restaurant ကဆိုပါတယ်မြန်မာနိုင်ငံကအချိန်မီ၍လောက်ခတ်နိုင်တဲ့အမြည်ပြင်ကလင်းကြောင်းမှတရှိနေတာကြောင့်ညူကလီးယားအခြေခံအဆောက်အအုံများတိစောက်ခြင်းက NDA များလာနိုင်ကြောင်းပညာရှင်များကတတိပေးပါတယ်အရှိတောင်အာရှရဲ့ပထမအုံဆုံးညူကလီးယားဆိုင်ယုံကိုဖိလစ်ပိုင်နိုင်ငံမှာ1984ခုနှစ်ကတည်ဆောက်ခဲ့ပြီးအမေရိကန်ဒေါ်လာ1.3ဘီလီယံကုန်ကျခဲ့ပါတယ်။မကောက်မဲ့621ထုံနိုင်တဲ့ ပန်းနန်တအားပြင်းဆန်ရောက်တိဆောက်ပြီးနှစ်နေကြာမှာဆိုပြီးရဲ့ယူနီယံမှာဖြစ်ပွားခဲ့တဲ့ချာနိုပိုင်းအရေးခင်ကြောင်းအဲ့ဒီဆက်ရုံလက်ပတ်မှုရပ်ဆိုင်းခဲ့ပါတယ်ဖိလစ်ပိုင်နဲ့ဒေသတွင်အခြားနိုင်ငံတွေကအဲ့ဒီချိန်ကစပြီးနျူကလ িয়ার စွမ်းအင်ကိုအသုံးပြုဖို့ကြိုးပမ်းခဲ့တော့လဲတိုးတက်မှုအနေငယ်သာရှိခဲ့ကြပါတယ်ဒါပေမဲ့ဗီယက်နမ်နိုင်ငံက၎င်းရဲ့နျူကလ িয়ার စွမ်းအင်စီစဉ်ကို2016ခုနှစ်မှာရပ်ဆိုင်းပြီးတဲ့နောက်အခုကပြန်လည်စတင်ဖို့ပြင်ဆင်နေပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့အင်းတော်မျိုးမှာပြည်သူများအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့မြို့နယ်ထွေရောက်ပါဝင်38ဦးကိုမြို့နယ်ပအားဖာစစ်ဆေးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအင်းတော်မျိုးကိုတော်လိုင်းတပ်ဖွဲ့တွေကမသိမ်းပိုက်ခင်ဒေသခံပြည်သူတွေကိုစစ်ကောင်စီတပ်ကအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖမ်းဆီးနှိပ်စက်မှုတွေပူးပေါင်းကျူးလွန်ခဲ့တဲ့မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုအပါအဝင်38ဦးကိုပြည်သူ့လုံခြုံရေးဖွဲ့ပအားဖာကစစ်ဆေးနေကြောင်းသိရပါရယ်။စစ်ကောင်စီရဲ့မြို့နယ်အုပ်ချုပ်ရေးမှုလှတင်ဦးဆောင်တဲ့ပြူစောတီတွေနဲ့ရှမ်းနီတပ်အစံနီတပ်ဖွဲ့ဝင်စုစုပေါင်း38ဦးကိုမြို့ ့သိမ်းတိုက်ပွဲမှာတော်လိုင်းတပ်တွေကဖမ်းဆီးခဲ့တာပါ အဲဒီနောက်ခုခါပြည်သူ့လုံခြုံရေးအဖွဲ့ကစစ်ဆေးနေကြောင်းအင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တရင်အရင်းမြစ်တွေကပြောပါရယ်မြို့ကိုတိန်တော့ဂျပန်လိုင်းကူတွေကနေဖမ်းမိခဲ့တာဒီချင်းကောင်တွေကိုထဲမှာပုံနေတာသူတို့ကျူးလွန်ခဲ့တာတွေကများတယ်အသေးစိတ်ကိုစစ်ဆေးနေပြီးဝန်ခံတာတွေလည်းရှိတယ်လို့အဆိုပါတရင်အရင်းမြစ်ကပြောပါရယ်အင်းတော်မြို့မှာ2021မှ2024နှစ်တွင်စစ်ကောင်စီကအရှက်သားများကိုပြစ်မှတ်ထားပြီးဖမ်းဆီးခဲ့စဉ်အမျိုးသမီးချို့ပါဝင်30ဦးထပ်မင်းဖမ်းဆီးခံခဲ့ရပါရယ်အစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုဖြစ်2022အောက်တိုဘာ28ရက်ကအင်းတော်မြို့နမ်မဟုတ်ကြီးကျေးရွာ မှပြည်သူ့ရဲ့ရဲဘော်အချို့ရဲ့မိသားစုဝင်ရှင်ဦးကိုဖြူစောတိကောင်းဆောင်တင်းစော်ဝင်ဆိုသူကဥဆောင်တပ်ဖြတ်မှုကျူးလွန်ခဲ့ပါတယ်။အခုဖမ်းမိထားသူတွေမှာတင်းစော်ဝင်လည်းပါပါတယ်။သူတို့ကျူးလွန်ထားတာကအမှန်တွေပါလို့အင်းတော်မျိုးမှာကာကွယ်ရဲဘော်တောင်းကပြောပါတယ်။အင်းတော်မျိုးကိုကချင်လွတ်လိုက်တက်မတော့ KIA ကြောင်းသားတက် APSDN နဲ့ဗီဒီယံပူပေါင်းတက်တွေကအမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနအမှတ်၁စစ်တေသရဲ့အစီအစဉ်နဲ့မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ပြီး AB 9ရက်ကတင်ယူခဲ့ပါတယ်။တမခွန်ခွန်တမမိုးပုံမှုကြောင့်အောင်တအုပ်နဲ့စစ်တုံးပန်းအများပြားကိုလည်း ဖမ်းဆီးထားပါတယ်ပုံမှုချုပ်အောင်တအုပ်ပါဝင်73ပန်းများလူသက်မှုကျူးလွန်ခဲ့သူများပင်တရင်ပြည်များကိုလည်းစစ်ဆေးနေစဉ်ဖြစ်ကြောင်းသိရပါတယ်ပုံမှုချုပ်အောင်တအုပ်ကိုအမှတ်တင်စစ်တီတာကဦးဆောင်စစ်ဆေးနေတာဖြစ်ပြီးအသေးစိတ်ကိုတော့မသိရသေးဘူးလို့တရင်မှာဖော်ပြပါရှိပါတယ်ရှင်